အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ရန်ကုန်မြို့လိုင်မြို့နယ်မှာအထက်မြင့်တိုက်ခန်းတွေရဲ့ခေါင်းမိုးပေါ်တက်ပြီးပစ္စည်းလိုက်ခိုးယူနေသူတအုပ်ကို ရက်ွက်ကဝိုင်းဝန်းဖမ်းဆီးခဲ့တယ်ဆိုတဲ့သတင်းမှာမလ25ရက်နေ့နေ့လယ်ပိုင်းကလိုင်မြို့နယ်16ရက်ွက်မာလာမြိုင်နှစ်လမ်းမှာတိုက်ခန်းခေါင်းမိုးတွေပေါ်ကိုတက်ပြီးတိုက်တခုကနေတစ်ခုကိုပြေလွှားခုန်တက်ကပစ္စည်းလိုက်လံခိုးယူနေသူလို့ယူဆရသူအမျိုးသားတအုပ်ကိုရက်ွက်နေပြည်သူတွေကဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျာ 16ရက်ကွက်အတွင်းနေထိုင်သူအမျိုးသမီးတအုပ်ကဒေါက်တာချောင်းနဲ့တိုက်ခန်းခေါမိုးတွေပေါ်တက်ပြီးတိမ်မီတိမ်လိုက်ဝင်နေတာရက်ကွက်ကတိလို့ဝိုင်းဖန်တော့သူ့ကိုယ်သူအယူလို့ပြောတယ်။ယူမယူတော့တေချာမသိဘူးလို့သူသိရှိခဲ့ရတာကိုပြောပါတယ်။တိုက်ခန်းခေါမိုးတွေပေါ်ကနေပစ္စည်းလိုက်လံယူငယ်နေသူကိုရက်ကွက်ကဖမ်းဆီးမိပြီးနောက်မှာသူ့ရဲ့အမျိုးသမီးဆိုသူကဝင်ရောက်တောင်းပန်ခဲ့ပြီးသူ့မျိုးသားဟာစိတ်မနှံ့သူတအုပ်ဖြစ်တယ်လို့တောင်းပန်စကားဆိုခဲ့တယ်လို့သိရပါတယ်။ တရက်ကွက်လုံးစူညံသွားတာသူကရက်ကွက်ထဲရောက်တာမကြသေးဘူးစိတ်မနှံ့မှုပြောလို့လှုပ်ပေးလိုက်ကြတာလို့အဲ့ဒီအကြောင်းကိုသိရှိထားသူအမျိုးသမီးတအူးကပြောပါတယ်ရန်ကုန်မြို့အပါအဝင်စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့တွေမှာတရားဥပဒေစိုးမိုးမှုကင်းမဲ့နေပြီးနေစဉ်ခိုးမှုလူရမှုအပါအဝင်မှုခင်းဖြစ်စဉ်များစွာ ဖြစ်ပေါ်နေတာပဲဖြစ်ပါရဲ့ရှင်ကျမနွယ်နွယ်ပါ